ဟယ်လိုအားလုံးမင်္ဂလာပါဒီနေ့တော့ငါဟင်းမဟုတ်ဘဲနဲ့ငါကြော်ပြန်ပြီးတော့ချက်ထားတဲ့ငါကြော်ကြဲချက်နီလေးကိုလာမြောက်ပေးရပါငါဟင်းမစားတဲ့သူတွေဆိုရင်ဒီလိုမျိုးငါလေးကိုကြော်ပြီးတော့ချက်စားကြည့်ပါနော်သူကတော့ငါအိုက်ကိုတုံးထားပါတယ်90တားချက်မှဖြစ်ပါတယ် ဈေးအဝယ်လာတဲ့ငါးတွေကိုတေချာလေးပြောင်းစင်အောင်တိုက်ချစ်ဆေးကြောပြီးတော့မှဓာလေးနဲ့မှုံပြီးတော့စားစနွှလေးနေထားပါတယ်။ဓာလေးကိုစုလို့10မိနစ်15မိနစ်လောက်နှက်ထားပေးပါတယ်။ပြီးရင်တော့ငါးကြော့ဝေးရအတွက်အိုးရဲကိုစီမြများလေးထည့်ပါတယ်။စီပူလာပြီဆိုရင်တော့မီးရအလေလက်လောက်နဲ့ငါးလေးထည့်ပြီးတော့ကြော်ပေးပါမယ်။ငါကြော်ကစီပောက်တဲ့တာကြောင့်သတိတွေထားပြီးတော့ကြော်ပေးရပါမယ်။ကဲဆူတို့တစ်ဖက်ကလုံးဝကျက်သွားပြီဆိုတော့မှနောက်တစ်ဖက်ကိုလှန်ပေးပါမယ်။မဟုတ်လို့ရှိရင်တော့ငါးတွေကအိုးမှာကတ်တက်ပါရဲ့နော်။ ကဲဆူတို့ကြက်သွားပြီဖြစ်တဲ့ငါးကြော်လေးတွေကိုစီတွေကနေပြီးတော့ဆဲထုတ်ထားပြီးလိုက်ပါမယ်။ကျန်တဲ့ငါးတွေကိုလည်းအကုန်လုံးဒီတိုင်းလေးပဲကြော်ထားပြီးလိုက်ပါမယ်။ကဲဆူတို့ငါးလဲကြော်ပြီးပြီဆိုတော့ဟင်းချက်ဖို့အတွက်ကြက်သွန်နီးနှလုံးလောက်ကိုဖက်ပပလေးလီထားပြီးလိုက်ပါမယ်။ကြိတ်ထားပြီးကျင်လဲရတယ်။ကြက်သွန်အဖြူဆဲမွာလောက်ကိုလည်းလုံးဝညက်သွားတဲ့အထိကိုထောင်းထားပြီးလိုက်ပါမယ်။ခရမ်းညင်ဒီအနှစ်တော့ကိုတော့သူကအနှစ်များများလေးလိုချင်လို့ခရမ်းညင်ဒီကိုသုံးလုံးထိသုံးထားပါဗျ။အနှစ်ကြလွယ်အောင်လို့ခက်ပပလေးလီထားလိုက်ပါတယ်။ အစက်တော့ကိုတော့ငရုတ်သီးစိန်9600လောက်ကိုနှစ်ချမ်းခွဲထားလိုက်ပါတယ်။အနံ့လင်းမွေးအောင်လို့ရှန်နန်နံရွက်လေးလေးအုပ်မှဖြစ်တဲ့အတွက်ရှန်နန်နံလေးတွေပါပြင်ဆင်ထားပေးပါမယ်။စုလို့ငါးကြို့ထားတဲ့စီနဲ့ပဲချက်မှဖြစ်တဲ့အတွက်စီများရင်နည်းနည်းလေးဖေးထားပြီးတော့မှစီပူလာရင်ကျက်တော့အနီလေးထည့်ပါမယ်။ထောင်းထားတဲ့ကျက်တော့အဖြူလေးပါထည့်ပြီးတော့မှကျက်တော့အနီနဲ့အဖြူနည်းနည်းလေးနွမ်းလာတဲ့အထိကိုစီတက်ပေးပါမယ်။စနေမုတ်လေးနဲ့ငယ်လေးထည့်ပြီးတော့မှပြန်ပြီးတော့မွေထားပေးလိုက်ပါမယ်။ပြီးရင်တော့လှီးထားတဲ့ခရမ်းညင်တီးလေးထည့်လိုက်ပါမယ်။ ခရမ်းညင်ဒီအနှစ်လုံးဝကျသွားတဲ့အထိကိုစူရွက်ချက်ပေးရပါမယ်။ဒါမှ၅ကြိမ်ကျန်ဟင်းလေးကအရသာရှိတာပေါ့နော်။ခရမ်းညင်ဒီလေးတွေကိုသူ့စီနဲ့သူဣသွားအောင်လို့မွေဝေးထားပါတယ်။အရသာအတွက်တော့အရသာမုံလေးဒီဇွန်ခွဲလောက်ထည့်ပါမယ်။အချိုမုံ၊ကျစ်တာမုံ၊ကျိုင်းနှစ်သက်ရောက်သုံးလို့ရတယ်။ပြီးရင်တော့စားလေးကိုဟင်းတိုးစာအတွက်လိုအပ်သလောက်ထည့်ပါမယ်။မမြိုင်နဲ့ချက်ချင်းလည်းရပါတယ်။သူကတော့ဟင်းချက်တဲ့အခါတော်ရုံဆိုလို့ရှိရင်စားနေပဲချက်တယ်ပေါ့နော်။ငံပြိုင်အနံ့ကိုသိမ့်မကြိုက်လို့ပါ။ ကဲညီလေးကြည်သွားအောင်ဇွန်လေးနဲ့ဖိဖိပြီးတော့ခြေထားပေးလိုက်ပါမယ်။နည်းနည်းလေးကြည်သွားပြီဆိုတာနဲ့သူ့တဲကိုငြုပ်ပြီးအောင်တဲမောင်းလေး၃လေးဇွန်လောက်ထည့်လိုက်ပါမယ်။အားလုံးနဲ့တော့အောင်ပြန်ပြီးတော့မှွေပေးပြီးပြီဆိုတာနဲ့ခန်းညီဒီလေးတွေနိုးသွားအောင်လို့ရေနဲ့နဲ့ထည့်ပါမယ်။ဒီရေလေးခန်းပြီးတော့ခန်းညီနေအနှစ်ကြဲတဲ့ထီကိုပြန်ပြီးတော့တည်ထားပေးလိုက်ပါမယ်။ကဲဆူတို့အခုလိုမျိုးလေးအနှစ်လေးသေးချာလေးကြပြီဆိုလို့ရှိရင်တော့အရသာလေးတစ်ခါတည်းဝင်သွားအောင်ငရုတ်သီးစိမ်းလေးတွေကိုတစ်ခါတည်းထည့်လိုက်ပါမယ်။ပြီးရင်တော့နည်းနည်းလေးစီပြန်လာတဲ့ထီတည်ထားပေးပါမယ်။ ခင်းညင်းလေးနှစ်လေးကြာပြီးတော့စီပြန်လာပြီဆိုရင်တော့ကြော်ထားတဲ့ငါးကြော်လေးတွေကိုထည့်ပါမယ်။အားလုံးနဲ့တော့လို့ပြန်ပြီးတော့ໝွေထားပြီးလိုက်ပါမယ်။ငါးကြော်တွေကိုအရသာတွေဝင်ဖို့ဆိုရင်သူတို့ကသူ့တွေကိုရည်လေးနဲ့နဲ့ထည့်ပြီးတော့မှငါးကြော်လေးတွေအရသာဝင်တဲ့အထိကိုတည်ထားပြရပါမယ်။ဒီရည်လေးတွေခမ်းပြီးတော့စီပြန်လာတဲ့အထိပေါ့နော်။ငါဟင်းအစိုးလုံးဝမစားတဲ့သူတွေဆိုရင်ဒီလိုမျိုးငါးကြော်ချက်လေးချက်စားကြည့်ပါအရင်စားလို့ကောင်းပါရဲ့ကဲဆိုလို့စီပြန်လာပြီဆိုရင်တော့ပြင်ဆင်ထားတဲ့ရှမ်းနံနံရွက်လေးအုပ်လိုက်ပါမယ်နံနံမင်းရှိရင်လည်းနံနံမင်းထည့်လို့ရတယ် ကဲဒါဆိုရင်တော့စုရရဲ့အရန်ဆောက်လို့ကောင်းတဲ့ငါးချက်ချက်ချက်နီလေးရတော့ပြီးသွားပါပြီ။နောက်ထပ်လည်းဗီဒီယိုလေးတွေစလိုက်တင်ပေးဖို့ရှိတာမလို့စုရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါရှင်။စုရဲ့ video လေးကိုအဆုံးထိကြည့်ရှုပြီးတော့တရားရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။